မြေစီမပိတ်တယ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြေစီမကနှစ်ပတ်တစ်ကြိမ်တင်ဆက်ပေးမဲ့စစ်ဘူချုပ်ကြီးတွေရဲ့ရွေးကောက်ပွဲဆိုတဲ့အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ဟာအာဏာသိမ်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒီမိုကရေစီအင်အားစုရဲ့အမြင်တွေတုံ့တက်ချက်တွေနဲ့နိုင်ငံခါရဲ့ရှုထောင့်တွေကိုတည်တံ့တွေးဆမေးမြန်းမဲ့အစီအစဉ်လည်းဖြစ်ပါရစေအခုတပတ်လူ့ဘောင်ဒီမိုကရက်တစ်ပါတီရဲ့ဥက္ကဋ္ဌဆရာဦးအောင်မိုးစောကိုစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အမြင်တွေတုံးသက်ချက်တွေနဲ့နိုင်ငံတကာရဲ့ရှုထောင့်တွေကိုတည်တံ့တွေးဆမေးမြန်းသွားမှာဖြစ်ပါတယ်ခင်ဗျာဆရာမင်္ဂလာပါခင်ဗျာမင်္ဂလာပါဗျမင်္ဂလာပါဗျဟုတ်ကဲ့ပါဆရာဟိုပါပေါ့နော်ဆရာပထမအခုဆိုရင်လေးဆရာလက်ရှိအချိန်မှာဆိုရင်ဆရာ energy အပိုင်းပေါ့နော်ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပိုင်းဝင်ဒီမိုကရေစီအင်အားစုတွေကိုဒီစစ်တပ်ကပေါ့ဒီအနာဒိန်းစစ်တပ်ကဖမ်းဆီးထိန်းသိမ်းထားတာဒီနှစ်ကျော်နေပြီပေါ့နော်ဆိုတော့ ဒီလိုအခြေအနေမှာတော်လိုင်းအင်အားစုရဲ့အနေနဲ့ရောဒီစစ်တပ်ကလုံးဝရွေးကောက်ပွဲ အပေါ်ကို နိုင်ငံရေးဖြူဟာအရာဘလို့ဖြူဟာတွေချမှတ်ဆောင်ရွက်တင်တယ်လို့မြင်ပါလဲခင်ဗျ။ဟိုကျွန်တော်တို့အနေနဲ့တော့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဆိုတာတဲ့ကျွန်တော်တို့ပါတီအနေနဲ့ဟုတ်ကဲ့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့လုံးဝအသိမပြုပါဘူး။ဒီရွေးကောက်ပွဲကိုလုံနိုင်တဲ့အခွင့်အာဏာလည်းပဲ ဒီအာဏာသိမ်းစစ်အုပ်စုမှာမရှိဘူးလို့ကျွန်တော်ယူဆတယ်။တပြိုင်တည်းထက်မှလည်းသူတို့ကို၌ကတရားဝင်တဲ့ပုံကိုယ်တွေမဟုတ်ဘူးဆိုတာအားလုံးသိပြီးသားဖြစ်တယ်။ဒီလိုအခြေအနေမျိုးမှာရွေးကောက်ပွဲကိုလုံးတိုင်တဲ့လုံပိုင်ခွင့်ရှိတဲ့အခြေအနေသူတို့မှာမရှိဘူးလို့ကျွန်တော်ယူဆပါတယ်။ဒါတတိတစ်ချက်ပါ။နှစ်တစ်ချက်ကတော့ကျွန်တော်တို့ကဟိုလုံခွင့်ရှိသည်လို့ပြောသည်ဖြစ်စေလုံခွင့်မရှိဘူးလို့ပြောသည်ဖြစ်စေဒီကပေါ်နဲ့ပတ်သက်လို့အချို့အချို့သောအင်အားစုတွေအချို့အချို့သောသူတွေက ဇုံတရားစိတ်ဝင်စားနိုင်တယ်သောတိမုတ်အခြေခံပြည်သူတွေကဒါလောက်ရမယ်ဆိုလို့ချင်းလိုက်လောက်ရတဲ့အချို့အနေသားတွေရှိတယ်အဲ့လိုအခြေအနေတွေအောက်မှာဒီရွေးကောက်ပွဲဆိုတာကတော့ကျွန်တော်တို့အနေနဲ့ငင်းလို့မရတဲ့အနေသားဖြစ်တယ်အဲ့လိုအနေသားမျိုးမှာတစ်ဖက်က လုံးလုံးစကြင်တယ်လို့ရတယ်စကြင်တာဖြစ်တယ်ဟုတ်ကဲ့စကြင်ပေမဲ့ဘာပြည်ထဲမှာနေတဲ့လူတွေမြို့ကြီးပြားကြီးမှာနေတဲ့လူတွေ ဝန်တန်းလေအဲ့လိုတာမပြည်သူတွေကစန့်ကျင်နိုင်တဲ့အနေအထားရှိကြမှာရှိမယ်အဲ့လိုအနေအထားမျိုးမှာဘယ်လိုဘယ်နည်းနဲ့ဒီပုံကိုယ်တွေကိုရဲ့အလုပ်တွေမအောင်မြင်အောင်လို့ဆောင်ရွက်မလဲဆိုတာကိုကျွန်တော်တို့ပြောရဆိုရလိမ့်မယ်လို့ကျွန်တော်တို့အဲ့လိုယူဆပါတယ်ဗျဟုတ်ကဲ့ဆရာ ဆိုတော့လေဒီစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲကိုဒါပြည်သူတွေအနေနဲ့ကတော့သူကအတင်းကျပ်ဖြေရပေးခံမှာပဲပေါ့နော်ဆရာဆိုတော့အဲ့ဒီပြည်သူတွေဆန္ဒမဲ့မပေးရင်ရောဘာတွေဖြစ်လာမလဲပေါ့နော်ပြီးတော့ဆက်သဲကျွန်တော်မေးချင်တာဆရာရဲ့ဒီပြည်သူတယောက်အနေနဲ့ရောဒီအခြေအနေမှာဘာလုပ်တင်လဲလို့ဆရာအကြံပြုချင်တယ်ဆရာဟိုကျိန်းသေးတာကတော့ရွေးကောက်ပွဲကိုမသွားဖို့ပဲဗျယူမဲယုံကိုမသွားဖို့ပဲဒီရွေးကောက်ပွဲကိုသွေးမောက်ဖို့ပဲလို့ကျွန်တော်အနေနဲ့တော့ယူဆပါတယ် သို့တော်လည်းအဲ့လိုအခြေအနေမျိုးမပေးတဲ့ပြည်သူတွေအနေနဲ့ကဒဇုံတရားဒီရွေးကောက်ပွဲလုပ်တဲ့အခြေအနေအောက်မှာဘယ်လိုစကြင်မလဲဘယ်ပုံပဲနီးသူလုပ်တဲ့လုံရတယ်မအောင်မင်းအောင်ဆောင်ရမလို့ဆိုတာကိုစဉ်းစားကြရလိမ့်မယ်ဟိုဝိုင်းဝန်းပြီးတော့ဆောင်ရကြရလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်ဗျဟုတ်ရှာအခုဆိုရင်လေရှာဒီ ဟိုတိုင်းသားဒေသတွေမှာဒီစစ်ကောင်စီကလည်းကျင်းပမယ်ပေါ့နော်စစ်ကော်မရှင်ကျင်းပမယ်ဆိုတော့လေအဲ့ဒီနေရာကြီးမှာကျင်းပရင်စစ်ရေးတင်းမာမှုတွေပိုဖြစ်လာနိုင်တယ်လို့ဒီတော်လိုင်းအင်အားစုတွေနိုင်ငံရေးတုံးသက်တွေကအများစုအကောင်ဆုံးတုံးသက်ကြရပေါ့နော်ဆရာနေရောဒီအခြေအနေကြီးကိုဘယ်လိုယူဆလဲပေါ့လေဟိုပထမတစ်ခုကျွန်တော်ပြောချင်တာကတော့ခနေ့ဟိုတိုင်းပြည်တစ်ခုလုံးကိုခြုံကြည့်လိုက်မယ်ဆိုလို့ရှင်ခနေ့ကရင်ပြည်ဒေသနောက်ကရင်ပြည်ဒေသ ီဒေသတွေမှာရွေးကောက်ပွဲတုံးဝလုပ်နိုင်တဲ့အနေအထားမရှိဘူး။ခရင်ဒေသမှာဆိုလို့ရှိရင်လည်းဒီရွေးကောက်ပွဲကိုအများစုသောပြည်ပြည်တွေကနော်ပြည်ပြည်တစ်ခုလုံးကစန့်ကျင်ပဲဆိုတော့အခြေအနေအောက်မှာရှိရဲလို့ကျွန်တော်အနေနဲ့တော့ယူဆတယ်ဒါတစ်တစ်ခုနောက်ဥပမာအဖြစ်မွန်မွန်ဒေတာလို့လို့ကိစ္စမျိုးနေရာမျိုးတွေမွန်ပြည်နယ်လိုနေရာမျိုးတွေပေါ့နော်အဲ့လိုနေရာမျိုးတွေမှာကတော့ဒေတာအချို့မှာတော့စန့်ကျင်ကောင်းစန့်ကျင်နိုင်မယ် ို့တော်လည်းပြည်နယ်တစ်ခုလုံးကိုလွှမ်းခြုံပြီးတော့နေရာဒေသတိုင်းမှာစန့်ကျင်မှုဆိုတာအခြေအနေမပေးဘူးသူတို့နေတာတော့အဲ့ဒီနေတော့တင်းသားတိုင်းအဲ့လိုအခြေအနေမျိုးမှာပဲရှိတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဟိုကျွန်တော်ကြည့်မယ်ဆိုရင်တစ်ခါဟိုကကျွန်တော်တို့မြို့ဝကျွန်တော်ဒေသတွေပေါ့နော်အဲ့ဒေသတွေမှာဆိုလို့ရှိရင်လည်းပဲတော်တော်များများကစန့်ကျင်ကြမယ်တချို့ဒေသတွေမှာစန့်ကျင်လို့ရမယ်အနေအထားရှိရမှာရှိတယ်တချို့ဒေသတွေမှာရေကောက်ပွဲလှုပ်သွားနိုင်တဲ့အနေအထားတွေရှိတယ် မန္တလေးတိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းထုံနေတူပါပဲမန္တလေးလိုမြို့ပေါ်မြို့တွေမှာကွက်ပြော်တို့လောကောင်လုံးနိုင်နေတယ်သို့တော်လည်းနေရာဒေသတော်တော်များများမှာလုံးနိုင်တဲ့အနေသားအခုမတွေ့ရဘူးပေါ့နော်နောက်တစ်ခုကစကားသကိုင်းဆုံလည်းထုံနေတူသွားပါပဲအချို့ဒေသတွေမှာလုံးဝလုံးနိုင်တဲ့အနေအခြေအနေမရှိဘူးတချို့ဒေသတွေမှာလုံးနိုင်တဲ့အခြေအနေရှိဘာမှပြီးတပီလုံးကိုခြုံကြည့်မယ်ဆိုရင်တော့ဂဏိတော်လိုက်အင်အားစုတွေထိန်းသိမ်းထားတဲ့ဒေသတွေရော မြို့နယ်ပေါင်း200လောက်ရှိတယ်ထိမ့်သိမ်းမထားတော့မှဝင်နိုင်ထွက်နိုင်တဲ့နေရာတွေကမြို့နယ်ဘဝနိုင်ထွက်နိုင်ဟိုကိုဘကအသာလေးရတယ်ဒေသကိုအနေဆုံးအဆင့်ပြကျွန်တော်တို့ဒီဘက်ဘကိုးတိုင်းဒေသကိုအောင်ကြည့်ဘိုးတိုင်းဒေသမှာဆိုတော့ဘိုးတိုင်းအရှိချားဆိုလို့ရှိရင်ရေကောက်ဖို့ပြင်လုံနိုင်မှုတော့မလွယ်ဘူးကမလွယ်ဘူးနောက်ခုဘကိုးကဆိုဟိုတောင်ကိုတို့တိလုံနိုင်မှုအခြေအနေမလွယ်ဘူးဘိုးတိုင်းအနောက်ချမ်းဒေသတွေမှာလည်းပဲအလေအလေဘိုင်းပေါ်ဒီဘကိုးရွမဆိုလို့ရှိရင်လည်းပဲ ကိုတက်တရားစီးထားတဲ့အနေသားတွေမှာဖြစ်တယ်ဖြစ်တယ်ဆိုတော့အဲ့မျိုးတွေမှာလုံမယ်ဆိုရင်တော့မျိုးပေါ်တွေမှာပဲကွက်လုံးနိုင်မဲ့အနေသားတွေမှာရှိတယ်သို့တော်လည်းရန်သူကအဲ့ဒီသားတွေလုံမဲ့ဒီသားတွေအဖြစ်သူတို့ကသတ်မှတ်ထားတာမနေ့တနေ့ရပဲကျွန်တော်ဒီဘက်ဗရောင်းဘက်အထိဟိုဘက်ရခိုင်အေရကနေပြီးတော့ထိုးဖောက်လာနေပြီဗရောင်းဘက်မှာရှိတဲ့ဟိုစင်တဲ့ဘက်မှာရှိတဲ့ဒီကဘာဆက်ဆဲဝင်ကိုစပြီးတော့ ထိထိတွေ့လာပြီပေါ့စပြီးထိမ့်သိမ့်လာထိမ့်သိမ့်လာနိုင်တဲ့အနေအချင်းတွေကိုတွေ့ရတယ်လို့ကျွန်တော်တို့အဲ့လိုပြောချင်ပါတယ်ဒါကြောင့်မလို့ရွေးကောက်ပွဲလို့သူတို့ဘယ်လိုပဲပြောပြောရွေးကောက်ပွဲကိုပြီးပြင်းပြင်း လုပ်နိုင်မယ့်အနေသားရန်သူမှမရှိဘူးအဲ့အချင်းတွေလုံးလုံးမရှိအောင်လို့ကျွန်တော်ဘက်ကထပ်ပြီးတော့ကြိုးစားဖို့လို့လိုရဲလို့ကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်ကဲ့ဆရာဒီရှာရုပ်ဒီလူပောင်ဒီမိုကရက်တစ်ပါတီဆိုရင်လည်းဒါ ရွေးကောက်ပွဲမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲဒီမှာအတွေ့အကြုံလည်းရှိတယ်ဝိုင်းရင်ပါတီကြီးတခုလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီစစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲဟာလေဒီ data အလိုက်ဆရာရဲ့ဘလူပွဲပြားမှုတွေရှိလဲကျွန်တော်တစ်ဆက်သေးပေါ့လေဘယ် data တွေမှာအောင်မြင်မှုရနိုင်မယ်လို့ဆရာထင်လဲခင်ဗျအဲ့ဒါလေးဆရာဖြေကြားပြပအောင်ခင်ဗျကျွန်တော်အနေနဲ့အောင်မြင်မှုရနိုင်မယ်ခြင်းတွေတော့မရှိဘူးလို့ကျွန်တော်မြင်ပါတယ်အခြေခံအားဖြင့်တော့ပြည်သူလူထုအများစုကဒီရွေးကောက်ပွဲဆိုတာကြီးကိုလက်မခံကြပါဘူး ထွန်းနေသူဆိုတော့ဒီရေကောက်ပွဲဟာအဖြေမဟုတ်ဘူးဆိုတာလည်းပြည်သူတို့တရားလုံးကသိနေတာဖြစ်တယ်။ရေကောက်ပွဲလုံမယ်ဆိုတဲ့ကိစ္စကသူတို့အာဏာဒီမဲကြီးကိုဆက်ပြီးတော့အတင်းအာရမစုပ်ကိုင်မှုအတွက်ပါဆက်ပြီးတော့ပြည်သူတို့ကိုဖိနှိပ်ဖို့အတွက်ကိုစောင့်ရတာပဲဖြစ်တယ်လို့အဲကျွန်တော်အနေနဲ့ပြောချက်ပါတယ်ဗျ။ဟုတ်ရှာအခုဒီစစ်ကော်မရှင်လုံမယ်ရေကောက်ပွဲဆိုတာကလေးရှာနိုင်ငံတကာမှာပေါ့လေနိုင်ငံရေးအရာစစ်တပ်ကိုတရားဝင်မှုပေးဖို့အတွက်ဒီလန်တစ်ခုဖြစ်လာနိုင်လားပေါ့လေပြီးတော့တစ်ဆက်သေးကျွန်တော်ထပ်မေးချင်တာပေါ့လေဒီ ဒီဘက်ကဒီမိုကရေစီအင်အားစုတွေအနေနဲ့ဩဒီရွေးကောက်ပွဲကိုနိုင်ငံတကာကဘယ်လိုရှုမြင်အောင်စောင့်ရွက်တင်လဲလို့ဆရာညင်ပါလေခင်ဗျာနိုင်ငံကအခြေအနေကပြောခဲ့တယ်ဗျနိုင်ငံသီးသီးကသူ့အကျိုးစီးပွားနဲ့သူရှိရအောင်ကျွန်တော်တို့နိုင်ငံကိစ္စကိုဘယ်ဘယ်ပေါ်စီအောက် ကပဲခြားခြားသူ့နိုင်ငံအကျိုးစီးပွားနဲ့ကင်းလွတ်ပြီးခြားရတာမဟုတ်ဘူးပေါ့ကျွန်တော်တို့နဲ့တော့စုံတရားမတူဘူးလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ထိုင်းကဘဝိုင်းကိစ္စကိုသဘောထားတာပဲဖြစ်ဖြစ် အာဆီယံကဗမာပြည်ကိစ္စကိုသဘောထားလာပဲဖြစ်ဖြစ်အမေရိကကဗမာပြည်ကိစ္စကိုသဘောထားလာပဲဖြစ်ဖြစ်ဒီတရုတ်ကဗမာပြည်ကိစ္စကိုသဘောထားလာပဲဖြစ်အိန္ဒိယကဗမာပြည်ကိစ္စကိုသဘောထားလာဖြစ်ဖြစ်တို့နိုင်ငံရဲ့စဉ်းစားချက်တွေတို့နိုင်ငံရဲ့အကျိုးစီးပွားတွေဒီစုံပြာကန့်ညစ်ပြီးပါတယ်လို့ကျွန်တော်ယူဆပါတယ်ကျွန်တော်တို့ပြည်သူတွေကသာလင်ကျွန်တော်ကိုအကျိုးစီးပွားတဲ့ကိုခိုင်မာမာတက်တက်မမကြည့်ပြီးသဘောထားဖို့အခြေခံအကြံဆုံးပဲလို့ကျွန်တော်ကတော့ပြောချင်ပါတယ် ဟုတ်ကဲ့ဆရာဒီရွေးကောက်ပွဲကိုဖိအားပေးဖို့အတွက်ပေါ့လေဘလို့အစီအမံတွေဒီမိုကရေစီအရောင်းစုဘက်ကဆောင်ရွက်တယ်လဲပြီးတော့အဆက်သေးပဲတာမန်အယတားပြည်သူတွေကိုထိခိုက်မှုမရှိစေဘဲနဲ့ဒီစစ်တပ်ချင်းပါမဲ့ရွေးကောက်ပွဲကိုဘလို့ချိုးဖြတ်လို့ရနိုင်မဲလို့မြင်ပါလေခင်ဗျာခဏကျွန်တော်တိုင်းပြည်ရှင်တွေကသုံးတရားမထိခိုက်ဘူးသုံးတရားမနစ်နာဘူးလို့ပြောဖို့ဆိုတော့တော့ခက်ပါတယ်ခဏအနေသားကိုက ျွန်တော်တိုင်းမှာလမ်းလိုက်တော်လိုင်းရရှေ့ကိုရောက်နေတာဖြစ်တယ်။လမ်းလိုက်တော်လိုင်းရရရှေ့ကိုရောက်နေတဲ့အချိန်ဒီအောက်မှာလမ်းလိုက်တော်လိုင်းကိုမင်းတို့မလုပ်နဲ့ငါတို့လုပ်မယ်လို့သွားပြောလို့မရဘူး။အကျွန်တော်လုပ်တာကလည်းကျွန်တော်လုပ်ပေါ့ဗျာ။ကျွန်တော်တို့ကဒီလိုပေါ့နိုင်ငံရေးရစန့်ကျင်တာစန့်ကျင်။စုံတရားစည်ရေးရစန့်ကျင်တဲ့ပုံကိုစည်စည်ရေးရပူပေါင်းဆောင်ရွက်တဲ့လူတွေရှိလာကြပါအဲ့လိုအနေထားမျိုးမင်းတို့မလုပ်နဲ့လို့သွားတားလို့တော့မရဘူး။သို့တော်လည်းကျွန်တော်တို့လုပ်မဲ့ကိစ္စကိုအတတ်နိုင်ဆုံးထိခိုက်မှုအနည်းဆုံးဖြစ်အောင်လူလူ သက်သာမှုအရာဆုံးဖြစ်အောင်ကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်ဆောင်ရွက်ကြရလိမ့်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာဟုတ်ကဲ့ဆရာနောက်နောက်ထပ်မိကွန်းတစ်ခုအနေနဲ့ပေါ့လေဒီရွေးကောက်ပွဲပြီးွားရင်ပေါ့စစ်ကော်မရှင်ကနိုင်ငံရေးအရာရောဘာတွေပြောင်းလဲသွားနိုင်မယ်လို့ဆရာချုပ်မြင်ပါလဲခင်ဗျာကျွန်တော်ကျွန်တော်ထင်တာဘာမှပြောင်းလဲဘူးဗျာကျွန်တော်တည်းဘာမှမပြောင်းဘူးတော့ဒီရွေးကောက်ပွဲကလူစုံကနိုင်ငံရေးရကျွန်တော်တိုင်းပြည်ကိုအဆင့်တစ်ခုပြောင်းလဲသွားအောင်ဆောင်ရွက်မယ်ဆောင်ရွက်မှုမဟုတ်ဘူး ဒီရွေးကောက်ပွဲကို၌ကသူတို့အာဏာဆက်ပြီးတော့ထိမ့်သိမ်းနိုင်မှုအတွက်ရည်မှန်းပြီးဆောင်ရွက်တဲ့ဆောင်ရွက်ချက်ဖြစ်တယ်။တိုင်းပြည်လွတ်မြောက်ဖို့အတွက်တိုင်းပြည်ဒီမိုကရေစီရဖို့အတွက်တိုင်းပြည်စုံလာတက်တောင့်တသာဖြစ်ဖို့အတွက်ကိုရည်ရွယ်ပြီးတော့ဆောင်ရွက်တဲ့ဆောင်ရွက်မှုမဟုတ်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်။ဟုတ်ကဲ့ပါဆရာ။နောက်ဆုံးအနေနဲ့ပေါ့လေဆရာ။ဒီပြည်တွင်းမှာရှိတဲ့ပြည်သူတွေအနေနဲ့ဒီစစ်ကောင်စီလုပ်မဲ့ရွေးကောက်ပွဲကိုဘယ်လို လို့ရမလဲဘယ်လိုရှောင်ချရမလဲဆိုတော့ဆရာအနေနဲ့ဘယ်လိုအကျံပြုစကားပြောချင်ပါလဲခင်ဗျာဒီကနေ့အစ်င်ဟိုပထမတစ်ချက်အနေနဲ့တော့ဒီရေကောင်းမဖြစ်အောင်ကျွန်တော်တားရတယ်လို့ကျွန်တော်ထင်ပါတယ်ဒီနေ့လည်းကျွန်တော်ပြောဆိုနေတာဒီရေကောင်းမဖြစ်မဖြစ်ဖို့အတွက်အပြည့်လူထုအနေနဲ့ဒီကိစ္စကိုမလုံနိုင်ဘူးဆိုလို့ရှိရင်ဒုဒရစင်ပေါ့ဒီရေကောင်းပွဲထဲကနေပြီးတော့ဒီစေအုပ်စုကိုတတ်နိုင်လည်းမစကြင်နိုင်အောင်ကြိုးစားရမယ်လို့ကျွန်တော်ထင်တယ်နော်ဒီရေကောင်းပွဲကိုအသုံးချပြီးတော့ပေါ့ဗျာနောက်ခု ထားပါရေကောက်ပွဲနဲ့ပတ်သက်လို့မဲဆယ်တဲ့ပွဲတွေစီယုံတဲ့ပွဲတွေလောက်ကြမှာပဲလေဟုတ်ပါအဲ့ဓာတွေကိုအသုံးချပြီးတော့ကျွန်တော်လှုပ်ရှားမှုကိုအရှင်ုံမြင့်အောင်လို့ကျွန်တော်ဆောင်ရွက်ကြရလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးကြီးတင်ပါတယ်ဒီလိုမေးမြန်းပေးတာကိုဖြည့်ချဖြည့်ချပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဆရာအားလုံးကျေးဇူးတင်ပါတယ်အခုလိုလာရောက်မေးမြန်းတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဒါကတော့နှစ်ပတ်တစ်ချိန်ထုံလွှင့်မဲ့မြစီမာရဲ့စစ်ဘိုလ်ချုပ်ကြီးတွေရဲ့ရွေးကောက်ပွဲဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးကြတာပါ ကြည့်ရှုနေကြညီစင်မပိတ်တများအားလုံးပဲရန်သူမျိုး၅ပါးအငင်ကနေကင်းဝေးပြီးတော့အချမ်းဖက်စစ်တပ်အငင်ကနေကင်းရှင်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရစေ။နောက်ပတ်တွင်မှပြန်တွေ့ပါမယ်။ကျွန်တော်ခန့်ရပါခင်ဗျာ။